တတ်နိုင်စွာကြားလိုက်ရင်တော့ရိုးရိုးလေးပဲเนาะဒါပေမဲ့အဲ့ဒီစကလုံးတစ်လုံးတည်းကပဲမကြတဲ့ခင်ကရွေးကောက်ပွဲတစ်ခုလုံးရဲ့အဖေကိုဘယ်လိုများပြောင်းပြန်လန်တက်လိုက်နိုင်ခဲ့တယ်လဲဆိုတော့ဒီတစ်ခါမှအဲ့ဒီအကြောင်းကိုပဲအတူတူလေ့လာကြည့်ကြရအောင်ကဲအရာအောက်လုံးစတင်ခဲ့တဲ့အဲ့ဒီအချင်းကိုအရင်ဆုံးခံသွားကြည့်ကြရအောင်နိုင်ရည်လောကတစ်ခုလုံးကိုတုံးလုံးစေခဲ့တဲ့အဲ့ဒီညတင်းမမှုတဲ့အပြည့်နဲ့ရွေးဟောက်ပွဲညတင်ညာပေါ့ဒါဆိုရင်အဓိကမေကုံးကဒါပဲ ကိုစားလေလုံးဒီလောက်ကစကလုံးဒလုံးနဲ့ကိုပဲအဓိကထားပြီးလက်ရှိနိုင်ငံရေးစနစ်ကြီးကိုဘလို့များတုံလို့တော့အောင်လုံနိုင်ကြတာလေအဲ့ဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့မိကုန်းပဲဒီအဖေကိုပဲအတူတူရှာကြည့်ကြတာပေါ့ဒီဇလန်မှာနယူးယောက်မြို့မှာစတင်နေတာပါအဲ့ဒီမှာဇိုရန်မန်ဒါနီလို့ခေါ်တဲ့ကိုစားလေလောင်းဒီယောက်ကနိုင်ငံရေးအရာတော်တော်လေးအန်အားတင်စရာကောင်းတဲ့အပြောင်းလဲတစ်ခုကိုဖန်တီးခဲ့ပါတယ်ဒါကလည်းတာမန်ရွေးကောက်ပွဲတစ်ခုလုံးမမဟုတ်ခဲ့ဘူး စနေနေ့ပါနီဆန်ဒါစကူတိုင်းကတောင်ဒါကဘယ်လိုပြောခဲ့လဲဆိုတော့ဒီနိုင်ငံရဲ့ခစ်တနိုင်ငံရဲ့တမိုင်းမှာ အကြီးအကျယ်ဆုံးအနိုင်ရရှုံးအပြောင်းလဲတွေတခုလိုတောင်တင်စားခဲ့ရတာပါ။ကဲဒီလောက်ကြီးရဲ့အပြောင်းလဲရောဖြစ်စေခဲ့တဲ့အဓိကအကြောင်းရင်းကဘာဖြစ်မလဲ။အဖြေကတော့မဲဆွယ်ဝဲရအဓိကတင်းစကားဖြစ်တဲ့တက်နိုင်စွမ်းဆိုတဲ့စကလုံးတစ်လုံးတည်းပါပဲ။ဟုတ်ပြီ။ဒါဆိုဘာကြောင့်ဒီစကလုံးကအဲ့လောက်တောင်အစွမ်းထက်ခဲ့ရလဲ။ဒီကိန်းကဏ္ဍကိုတစ်ချက်ချရအောင်60ရခိုင်နှုန်း တော်တော်များတဲ့အရေးအတွက်နော်စန်တက်ရှိအစိုးရဆိုရင်ဒါဟာလာဇာတလာနဲ့တလာမလောက်မငတ်နဲ့ရုန်းကန်နေရတဲ့ American ပြည်သူလူထုရဲ့အချိုးစားပါပဲပြောရရင်နော်ဒါဟာလူအများစုရဲ့လက်တွေ့ဘဝအခြေအနေပဲပေါ့ဆိုတော့ဒီ message ဘက်ကဘာကိုမိမောင်ထိုးပြခဲ့လဲဆိုတော့ American ပြည်တော်စုမှာရှိတဲ့လုံးဝကွဲပြားခြားနားတဲ့စီးပွားရေးအခြေအနေနှစ်ခုဟုတ်ပဲတစ်ဖက်မှာကြည့်လိုက်ရင်ဘီလီယံနာတွေကြီးကအရင်ကထက်အများကြီးပိုပြီးတော့တောင်ကောင်းစားနေကြတယ်ဒါပေမဲ့ နောက်တစ်ဖက်မှာတော့လူကြီးရဲ့60ရာခိုင်နှုန်းကလာကွန်ဖွဲ့တော်အန်တိုင်းနိုင်ရုံးကန်နေကြတဲ့အခြေအနေပါအဲ့တော့တတ်နိုင်စွမ်းဆိုတာကလက်နဲ့ကင်လို့မျက်စိနဲ့မြင်လို့မရတဲ့သဘောတရားတစ်ခုမဟုတ်ပါဘူးဒါကနေ့စဉ်ဘဝမှာတကယ်ကိုလက်တွေ့ကြကြအရင်ဆိုင်နေရတဲ့ရုံးကန်မှုတွေပါဥပမာနေဖို့အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှုအရေးထွေးကောင်းတဲ့အစားစားစားနိုင်မှုကျမကြီးဆောင်ရှောက်မှုခံယူနိုင်မှုနောက်ပြီးကလေးတွေကို college ပို့နိုင်မှုလိုမျိုးပါ ဒါကြောင့်လည်းတုံးသက်သူကြီးကတန်နိုင်ဆွမ်းဆိုတာကိုပိုက်ဆံကိစ္စတစ်ခုတည်းထက်ပို့နဲ့ဆိုင်တဲ့အတိတ်ပဲရှိတယ်လို့မြင်ကြတာပါတကယ်တော့ဒါဟာအခွင့်အလန်းဆိုတဲ့စကားလုံးအတွက်နောက်ထပ်နာမည်တစ်ခုလိုပါပဲဆိုလိုတာကလူတွေအနေနဲ့အများတန်းကြီးယုံကန်နေစရာမလိုပဲလူလက်တန်းစားဖွားတစ်ခုကို ထိမ့်သိမ်းထားနိုင်တဲ့ဆွမ်းရည်မျိုးကိုပြောတာပါဟုတ်ပြီဒီလောက်အားကောင်းတဲ့သတင်းစကားမျိုးက တုံ့ပြန်မှုမရှိပဲတော့နေမှာမဟုတ်ဘူးပေါ့ဒါကဘာကိုဖြစ်စေခဲ့လဲဆိုတော့ အောက်ခြေပြည်သူလူထုလူရှားမှုတစ်ခုနဲ့အင်အားကြီးတဲ့အစင်းလာနိုင်ရာဤအတိုင်းဝိုင်းရမှာထိတ်တိုက်တွေ့ဆုံမှုတစ်ခုကိုဖန်တီးလိုက်သလိုပါပဲ။ဒါကိုပြောရရင်ဒေးဗစ်နဲ့ဂိုလီယတ်ဇလတ်လိုပါပဲ။တစ်ဖက်မှာကလူထုအင်အားနဲ့စေနာဝန်ထမ်း900လောက်အပေါ်မှာပဲမိခိုးနေရတယ်မဲဆွဲပွဲ။နောက်တစ်ဖက်မှာတော့ချမ်းသာတဲ့အလူရှင်တွေအဖွဲ့အစည်းတွေရဲ့အဖြစ်အပျက်ထောက်ခံမှုရှိနေတဲ့ဖြိုင်ဘက်အချင်းတွေတစ်ခုကတော်တော်လေးကိုခွာခြားနေပါတယ်။ ဒီပြိုင်ပွဲကနေဒီမိုကရက်တစ်ပါတီတွေမှာရှိနေတဲ့ကြီးမားတဲ့သဘောတာခွဲလွဲမှုတစ်ခုကိုလည်းဖော်ထုတ်ပြလိုက်သလိုပါပဲဆန်ဒါစ်ကိုတိုင်ပြောခဲ့သလိုပေါ့အစင်လာနိုင်ငံရေးတမားတွေနဲ့အောက်ခြေဖီသူလူလူနဲ့လက်တွဲပြီးမဲဆွဲဖို့အသင့်ရှိနေတဲ့သူတွေကြားမှာကြီးမားတဲ့ကွာဟမှုကြီးတစ်ခုရှိနေတယ်ဆိုတာပါပဲဆိုတော့ဒီလိုအင်အားမမြတဲ့ပြိုင်ပွဲမှာတောင် အောက်ခြေဖီသူလူလူလှရှားမှုကဘာကြောင့်အောင်မြင်กว่าခဲ့တာလဲအထူးကချက်ကတော့သူတို့ရဲ့တည်င်းစကားက မဲဆန္ဒရှင်တွေရဲ့လုံပါတဲ့ကိုဘလို့ရောက်အောင်တွားနိုင်ခဲ့တယ်လဲဆိုတာပါပဲ။သုံးသက်သူတွေကတော့အောင်မြင်မှုရဲ့တောက်ချစ်ကိုအတင်းတုံးစင်းနဲ့ရှင်းပြပါတယ်။ပထမဆုံးချက်ကလူတွေတကယ်ခံစားနေရတဲ့နာကျင်မှုကိုအတင်းမဲပြပေးတာ။ဒုတိယချက်ကရှင်းလင်းပြတ်သားတဲ့အစီအစဉ်နဲ့ညွှန်ပန်းချက်ကိုချပြတာ။နောက်ဆုံးအနေနဲ့ကတော့အလုံးအတွက်ကလေးဆောင်ချရဲ့လူမျိုးလူတိုင်းအတွက်မျှော်မှန်းချက်ရှိတဲ့ဖြည့်ရှင်းနည်းတွေကိုအစိုးပြုနိုင်ခဲ့တာပါပဲ။ အဆုံးမှာတော့ဒီမဲဆယ်ပွဲကမဲဆန္ဒရှင်တွေကိုရှင်းရှင်းလင်းလင်းရွေးချယ်စရာတခုပြေးလိုက်တာပါပဲဘသူဘက်မှာရက်တီမှာလဲဆိုပြီးတော့လေဒီတော့ဒါဟာမွားရတဲ့အကြောင်းရင်းခွန်တာတတ်တတ်မဟုတ်တော့ပဲပြည်သူတွေနဲ့အင်အားကြီးအုပ်စုတွေကြားကရွေးချယ်မှုတခုဖြစ်လာခဲ့တာပေါ့ဒါမဲ့ဇလန်ကဒီမှာပဲမပြီးသေးပါဘူးဒီကိစ္စကိုပို့ပြီးနက်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 တူးဆော့ကြည့်လိုက်တဲ့အခါမှာတော့အားအားတင့်စရာကောင်းလောက်အောင်ပို့ပြီး shock ထွေးတဲ့အမြင်တခုထွက်ပေါ်လာပါတယ်တကယ်ပဲလား တက်နိုင်စွာအကျက်အသေးရဲ့အကြောင်းရင်းကဒီလိုပဲရိုးရှက်နေတာလားဇလန်းကိုပို့ပြီးပြည့်စုံသွားစေမယ်နောက်ထပ်အဆန့်ကျင်းဘက်အမြင်တစ်ခုလည်းရှိနေပါသေးတယ်အရင်မြင်ကပါလဲဆိုတော့ဝေဘန်သူတချို့ကဒီပြဿနာတဲ့အရင်မျိုးကိုလောဝမတူညီနဲ့ရှုထောင်းကနေကြည်ကြပါတယ်သူတို့ကဘယ်လိုပြောလဲဆိုတော့နယူးယောက်မျိုးရဲ့အကြအတည်းဟာတခြားကြောင့်မဟုတ်ဘူးလက်ရှိအာဏာရဒီမိုကရက်တစ်ပါတီရဲ့စွမ်းရင်အတောင်းဆေးရည်နဲ့အခွင့်ဆန်းရမူဝါဒတွေကြောင့်ပဲကြည်တယ်လို့ဆိုပါတယ် ဒီမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့နိုင်ငံရေးအမြင်လုံးဝမတူတဲ့အစွန်းနှစ်ဖက်ကပြည်ထနာကဘာလဲဆိုတာကိုတော့မထင်မှတ်ပဲတူညီစွာမြင်နေကြရတဲ့ဆိုတဲ့အချက်ပါပဲ။ကွာတော့တာကဖြည့်ရှင်းနည်းဒီမှာပဲဖြစ်နေတာပါ။ဒါကြောင့်မို့လို့အဓိကမှတ်သားထားရမယ့်အချက်ကဘာလဲဆိုတော့နိုင်ငံရေးတိုက်ပွဲရဲ့ပုံစံကပြောင်းလဲလာပြီဆိုတာပါပဲ။အခုချိန်မှာတကယ်ပဋိပက္ခက ပြဿနာကဘာလဲဆိုတာကိုငင်းခုန်နေကြတာ မဟုတ်တော့고 အဲ့ဒီပြဿနာကိုဘလို့ဖြေရှင်းမလဲဆိုတဲ့အချက်ပေါ်မှာပဲတိုက်ပွဲကအဓိကဖြစ်နေတာပါဒါဆိုရင်စဉ်းစားကြည့်ရမေးခွန်းတစ်ခုနဲ့ပဲညီကုန်းချိုးလိုက်အောင်ပြဿနာကဘာလဲဆိုတာကိုလူတိုင်းကရှင်းရှင်းလင်းလင်းသိနေကြပြီဆိုပါစို့ဒါဆိုရင်အဖြေတို့တိုက်ပွဲကရောအားလုံးရဲ့အနာဂတ်ဘုံကဘလို့မျိုးတည့်ရောက်မှုတွေရှိလာနိုင်မလဲ